ဒီလောက်ဘုံနေကျဲစစ်ကြောင်းနေထိုးအဲ့လိုမျိုးဒါတရမပြတ်လုံးနေတဲ့စစ်ကောင်စီကိုဒါတော်လိုင်းတက်ဖွဲ့တွေပါတော့လက်ပိုက်ကြည့်နေရပါထိုင်ကြည့်နေရပါမင်္ဂလာပါဒီနေ့လည်းဒါထူကြတဲ့သတင်းလေးတွေအကြောင်းအရာလေးတွေပြီးရင်စစ်ကောင်စီရဲ့ပေါက်ကရပြောတဲ့ဟာလေးတွေပေါ့ဗျာအဲဥစ္စာလေးနည်းနည်းဒါပြောချင်တာလေးရှိလာလို့ပေါ့နော် အဓိကတော့ဒါ zoomin လုံးပေါ့နော် zoomin ထုံး zoomin ထုံးကဒီရက်ထဲပေါက်ကြရတယ်ပြောတယ်ပြီးရင်မမတ်ရမ်းရမ်းနေလည်းပြောတယ်ပေါ့နော်ဒါပေါက်ကြရပြောတာကတော့ဒါ KIA KNU နဲ့ PDF အပါဝင်ပေါ့နော် PDF လို့သူတို့ဒီသုံးလုံးတာခုနောက်ပိုင်းမှာတော်တော်များလာတယ်နော်အရင်တုန်းကလုံးဝစကားတွေတောင်ထည့်မပြောပါဘူးထည့်ပြောစရာမလိုပါဘူးဆိုတော့ဒါတက်ဖွဲ့တွေပေါ့နော်အခုကျတော့လုံးဝတသွင်းသွင်းကိုဒါတစားစားပြောနေရတဲ့ပုံစံမျိုးဖြစ်လာတယ်ပေါ့နော်အဲဟုတ်ဒါ KIA ရဲ့ KNU ရဲ့ PDF အဖွဲ့တွေအပါဝင်ပေါ့နော်နိုင်ငံသားတော်လှန်ရေးတက်ဖွဲ့တွေလက်နက်ကိုင်တွေ အကုန်လုံးကစစ်တပ်ကိုဝိုင်းပြီးတော့တိုက်ခိုက်နေပါတယ်ဆိုပြီးတော့ဒါတိုက်ခိုက်နေစေဆိုပြီးတော့ပြောထားတယ်ပေါ့နော်အဲ့တော့ဒီလောက်ဘုံတွေကျဲစစ်ကြောင်းတွေထိုးအဲ့လိုမျိုးဒါတရမပြတ်လုံနေတဲ့စစ်ကောင်စီကိုဒါတော်လိုင်းတပ်ဖွဲ့တွေကပါတော့လက်ပိုက်ကြည့်နေရမှာထိုင်ကြည့်နေရမှာဒီတိုင်းပဲဒါသူတို့လှုပ်သွားတဲ့ဟာတွေကိုဒီတိုင်းအသာတကြီးခံနေရမှာလားပေါ့နော်အဲ့တို့တွေဒါဗဇက်ကနေဒါဒါအပြည့်ရက်တယ်ဆိုပြီးတော့ပြောခဲ့ပြန်မြေပြင်မှာအဲ့လိုမျိုးနေစဉ်ရက်ဆက်ဇက်တိုက် တို့စပြီးတော့အဲ့အကြောင်းអော်ခဲ့ပါပြီဆိုရင်ねဇက်တိုက်ဒီနေ့ဒီချိန်ဒီကဘုံကျဲတာ၄စကြောင်းထုတ်လိုက်တောက်လျှောက်လုံးနေလက်နေကြီးပြခတ်မှုတွေကတောက်လျှောက်ရှိတယ်အဲ့ဒါအဲ့လိုဟာမျိုးလုံနေတဲ့စစ်တပ်ကိုဒါကျွန်တော်တော်လိုင်းတပ်ဖွဲ့တွေဘက်ကအသာကြီးပဲခွင့်ပြုပေးရပါလားအဲ့ဒါကြတော့ဒီဘက်ကတော်လိုင်းတပ်ဖွဲ့တွေကလည်းမဘာကောင်လဲဆိုတဲ့ဟာကိုပြန်ပြတာပေါ့ဗျာအဲ့ဒါကြတော့အဲ့ဥစ္စာပေါ်မှာအဲ့သူကလာပြီးတော့ပန်းနုသွေးနေတာပေါ့နော်ဇော်မဲလုံးကတကယ်တော့ပန်းနုသွေးရဲ့ဦးလေးပန်းနုမဲပေါ့နော်အဲ့ကောင်အဲလုံးဝပောက်လို့ပဲစားတယ်ပြောတာပေါ့ဗျာ နောက်တစ်ခုကတော့ဒါ तू ကဒီအချက်လက်တွေနဲ့ပြောလာတာပေါ့နော်အဲ့ဒါနည်းနည်းကျွန်တော်စဉ်းစားမိရလေပြောချင်တယ် तू ပြောတဲ့ဟာဆိုရင်ဒါ KIA အနေနဲ့ April လဒါ7ရက်နေ့ည10:00နာရီလောက်မှာတဲ့ဒါဗမော်မင်းလာရက်ွက်မှာရှိတဲ့လူနေအင်ဂျင်တွေအဲပြီးတော့ဒါတမ်ရိုရဲ့ King Scan တွေကိုလာရောက်ပစ်ခတ်တယ်ပေါ့နော်အဲ KNPB တို့ဒါ KNDF တို့အနေနဲ့ဆိုလေ April 7ရက်နေ့မနက်ဒါ9:00နာရီမှာဘောလခင်းမှာရှိတဲ့လုံရွေးစကန်တွေ drone နဲ့လာတိုက်တယ် KNU ဆိုလေဒါ7ရက်နေ့ည12နာရီလောက်ကနေ7ရက်နေ့မနက်9နာရီခွဲလောက်ထိကိုဒါထိတာစကန်ကို drone ဘုံးနေနဲ့လာပြီးတော့တိုက်ခိုက်တယ်ပေါ့နော် အဲ90ကျော်လောက်တောင်မှဒါကျဲချရဲဆိုပြီးတော့ပြောသွားလိုက်သေးတယ်။ AB 73ရက်နေ့ဒါနေ့လယ်တနအိခွဲမှာဆိုလဲဒါမြင်းမူအဲဒီဘက်ဒါတော်လိုင်းတက်ဖွဲ့တွေပဲရောက်လာပြီပေါ့နော် BDF အဖွဲ့တွေပေါ့နော်အဲအဲ့တက်ဖွဲ့တွေကဒါလူနေအင်ဂျီတွေနဲ့တဲ့ကင်းလုံကျွေးစကန်တစ်ခုကိုလာရောက်ပစ်ခတ်တယ်။တော်လိုင်းတက်ဖွဲ့တွေဘက်ကလူနေအင်ဂျီတွေကိုပစ်ခတ်တယ်ဆိုတဲ့ဟာမျိုးဒါသူတို့ဘက်ကလုံးကြံပြီးတော့ထည့်ပြောတဲ့ဟာလည်းတွေ့ရတယ်ပေါ့နော် အဆက်လင်းဘက်မှာဆိုလဲဒါလူရွေးစခန်းတွေကိုလာတိုက်တယ်ဆိုပြီးတော့သူကအချက်အလက်တွေနေ့ရက်တွေရက်စွဲတွေနဲ့ထည့်ပြီးတော့ပြောသွားပါဘောနော်အဲဥစ္စာနည်းနည်းတော့အကြောင်းရှိတယ်ဘာလို့လဲဆိုတော့သူတို့ဘက်ကအပြစ်ရပ်ပါတယ်ဆိုတဲ့ဟာကိုနိုင်ငံကတည်အောင်သူကတရားဝင်អော်ထားတယ်ဘောနော်အတရားဝင်ဆိုတာသူတို့ရဲ့တရားဝင်မှာအဲ့လိုអော်ထားတယ်អော်ထားပြီးရခါမှာသူတို့မြေပြင်မှာကျတော့သူတို့တွေလာတိုက်ခံနေရပါတယ်ဆိုပြီးတော့ပြောတဲ့ဟာကအကြောင်းရင်းရှိတယ်ဒေါ်လာရင်းတစ်ဖွဲ့တွေကိုအကြမ်းဖက်အဖွဲ့အဖြစ်သူတို့ပုံဖော်ခြင်းတွေဟာဖြစ်တယ်အမြေပြမှာသူတို့တစ်ခုခုပြန်ပြီးတော့လုတ်တဲ့ခါကျရင်သူကဒါကိုကာပါယူပြီးတော့ပြောနေတာဖြစ်တယ်ဗောနော်ဟိုဆိုတော့ ။တော်လိုင်းတပ်ဖွဲ့တွေလာလုံးလုံးငါတို့ကပြန်လုပ်ရတာကွာ။ဘုံကျဲမယ်ထားပါတော့။တော်လိုင်းတပ်ဖွဲ့တွေကလာတိုက်လုံးငါတို့ကဘုံကျဲလဲရတယ်ဆိုတဲ့ပုံစံမျိုးသူကလှုပ်ချင်တာ။အဲ့လိုမျိုးပုံစံမျိုးကိုလည်းရှေ့တောက်ရှောက်မှာလှုပ်ခဲ့တယ်။အခုဖြေသွားတဲ့နောက်တဲ့အဖြေတစ်ခုမှလည်းဒါမျိုးပုံစံမျိုးပါတယ်ပေါ့နော်။အဲ့တော့ဒီဥစ္စာမပြောခင်မှာအခုလက်ရှိအဲသူတို့လုပ်နေတဲ့ပုံစံကဒီဟာဖြစ်ပါတယ်ဆိုရဲဟာပေါ့။အဲ့ဒီကတော့ ာတော်လိုင်းတပ်ဖွဲ့တွေကလာပြီးတော့သူတို့ကိုတောက်လျှောက်တိုက်နေပါတယ်သူတို့တွေကတော့အပြစ်ရထားပါတယ်အဲ့တော့တော်လိုင်းတပ်ဖွဲ့တွေကဂရိမတီပါဘူးဆိုတဲ့ပုံစံမျိုးတွေသူလုပ်ချင်တယ်တော်လိုင်းတပ်ဖွဲ့တွေကအကြဘက်လောက်ရက်တွေလုံနေပါတယ်ပေါ့နော်အဲဂရိမတီပါဘူးအကြဘက်အဖွဲ့တွေဖြစ်ပါတယ်ဆိုတဲ့ဟာမျိုးကိုပုံဖော်ချင်တာဖြစ်တယ်အဲ့ကြတော့အဲသူတို့ဘက်ကဓာမျိုးတွေပြောလာပြီဆိုရင်သူတို့ဘက်ကလုံရက်တွေကိုလည်းကျွန်တော်တို့တပ်ဖွဲ့တပ်ဖွဲ့တွေဘက်ကပြန်ပြောပြဖို့လိုတယ်ပေါ့အဓိကတော့အဲဒီကောင်နေပါဇက်ကနေပြီးတော့ပြောခဲ့တဲ့အပြစ်ရဲဆဲမှုကမြေပြင်မှာတကယ်မဟုတ်ပါဘူးဆိုတော့သူတို့ရဲ့ဘုံကျဲတိုက်ခိုက်မှုတွေခြေရွာတွေကိုမီးရှို့တဲ့ဟာတွေ စစ်ကြောင်းထိုးပြီးတော့ဒါပြည်သူတွေကိုတက်ဖြတ်သွားတဲ့ဟာမျိုးတွေဒီဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးတော့တောက်လျှောက်ကျွန်တော်တို့ပြောသင့်တယ်အခုလည်းပြောနေတဲ့ဒါမီဒီယာတွေရှိပါတယ်ဒါမျိုးတွေကလုတ်ကိုလုတ်သင့်တယ်ပြီးတော့တော်လိုင်းတက်ဖွဲ့တွေကထုတ်ပြန်တဲ့ထုတ်ပြန်ချက်တွေမှာဒါမျိုးဟာတွေလည်းများများပါလာဖို့လိုတယ်သူတို့ရဲ့လုတ်ရက်တွေမှာသူတို့ဘယ်တော့မှဂရိမတီဘူးဆိုတဲ့ဟာကိုမြေပြင်ကတက်သေးတွေအထောက်ထားတွေအချက်လက်တွေနဲ့ဒါမျိုးပုံစံမျိုးတွေကျွန်တော်မှတ်တမ်းနေနဲ့ထုတ်ပြန်ကြဖို့လိုတယ်နိုင်ငံကအတိအအောင်ပြန်ပြီးတော့ပြောပြနိုင်ဖို့လိုတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကဒါသူတို့တွေလုတ်သွားတဲ့ဟာဆိုရင် ။တစက်ကနေသာပြောသားပြီးတော့တို့ဒီနေ့ဒီချိန်ထိတိုက်နေတဲ့တိုင်းနယ်ပြည်နယ်တွေကအများကြီးရှိတယ်ဗောနော်။အဲ့ဒါဆိုတော့ဒါကရခိုင်၊စကိုင်း၊ပဲခူးချင်း၊မကွေးရှမ်း၊ကရင်စတဲ့ဒေသဘက်တွေမှာတောက်လျှောက်တို့စစ်ကြောင်းထိုးတာတွေအဲခုနလိုတိုက်ပွဲဖြစ်ပွားအောင်ဖန်တီးတာတွေအဲပြီးတော့အခွင့်ကောင်းယူပြီးတော့ထိုးစစ်ဆင်လာတာတွေအဲပြီးရင်လက်နက်ကြီးပစ်ခတ်တာတွေဗောနော်။ဒါတွေကြောင့်မလို့တည်ကြည်ပျက်စီးနေတဲ့ပြည်သူလူထုတွေအဲပျက်စီးသွားတဲ့အိုးအိမ်စီးချိန်တွေအများကြီးရှိတယ်။ဒါမျိုးတွေကဒါကြောင့်တော်လိုင်းတက်ဖွဲ့တွေကအစင်မပြတ်ထုတ်ပြန်ပေးနေရမယ့်ဟာမျိုးဖြစ်တယ်ဗောနော်။ အဲလို့ဒါနဲ့ပတ်သက်လို့ तू ပြောသွားတဲ့အထင်မှာဒါလေချောင်းပုံကျဲတဲ့ဟာနဲ့ပတ်သက်လို့ तू ကလုံးဝထုတ်ပြောမသွားဘူးပေါ့နော်အဲ့တော့လေချောင်းပုံကျဲတဲ့ဟာနဲ့တခြားတိုက်ခိုက်မှုเนี่ยတူမှမတူတာအများကြီးကွဲပြားတယ်လေအဲ့တော့လေချောင်းလေရင်ရှိတာဆိုလို့ဘယ်အဖွဲပဲရှိတယ်ဒီကောင်းနေဖွဲ့ပဲရှိတာအဲ့တော့လေရင်နဲ့ပတ်သက်လို့ထုတ်မပြောဘူးဆိုတာသူတို့လုပ်တဲ့ဟာတွေဒါဒါတိတာသွားတာဗောနောတိတာသွားတယ်အဲလေနဲ့ပတ်သက်လို့ပြောလိုက်တယ်ဆိုတာ ਨੇ သူတို့မှန်အားလုံးကတမ်းမြင်သွားတာဗောအဲကြတော့အဲ့လိုမျိုးဟာမျိုးကိုသူတို့လုံးဝမထုတ်ဘဲနဲ့ထားခဲ့တယ်ဘယ်ဟာပဲကြည့်ကြည့်ပြ ဟိုလင်းနဲ့ဘုံကျဲလိုက်တာနဲ့ drop ဘုံကျဲတာနဲ့တူမှမတူတာပေါ့နော်အဲကြတော့အဲ့လိုမျိုးကလိန်ကြီးချက်ကောင်မျိုးဆိုတဲ့ဟာကိုလည်းပြောချင်တယ်နောက်တစ်ခုကဒီ ICC နဲ့ပတ်သက်လို့ပေါ့နော် ICC ICJ နဲ့ပတ်သက်လို့ဒီ fan run ကိစ္စနဲ့ပတ်သက်လို့သူကဘာမှစိုးရိမ်စရာမရှိပါဘူးအဲဘာအကြောင်းနဲ့မှစိုးရိမ်စရာမရှိဘူးပေါ့ PDF တွေရွာထဲမှာနေတယ်တဲ့အရက်ဝင်းနဲ့ဒါစစ်တပ်ကိုတိုက်ခိုက်တယ်စစ်တပ်ကပြန်ပြီးတိုက်ခိုက်တယ်ဆိုရင်အရသာဖြစ်သွားတယ်ပေါ့နော်ပြီးတော့ဒါဒါတွေက PDF တွေရဲ့တာဝန်ဖြစ်တယ်တာဝန်သာဖြစ်တယ်ပြီးတော့ ICC ဖြစ်ဖြစ်ဘသူဖြစ်ဖြစ်ငင်းငယ်ရင်းနဲ့ပြည်သူလူထုကိုကာဝယ်ဖို့အတွက် သူတို့တွေကအဓိကအာယုံထားပြီးတော့လောက်ရမှာဖြစ်တယ်ဆိုပြီးတော့ပေါ့လို့ပဲစားပြောသွားတယ်ပေါ့နော်အဲ့တော့ဒီနေရာမှာလည်းပြောချင်တာဒါကျွန်တော်ပြောချင်ဆုံးစကားပေါ့နော်အဓိကတော့ရှေ့မှာဒါကျွန်တော်တို့တော်လိုင်းတက်ဖွဲ့တွေကမပြည့်မစုံနဲ့တိုက်ကြခိုက်ကြတဲ့အခါယူနီဖောင်းတွေမရှိကြအောင်အဲ့လိုပဲအရွက်ဝက်ပုံစံမျိုးနဲ့တိုက်ခိုက်ကြရရှိတယ်ဘောင်းမီတို့နဲ့ဆွကျင်တဲ့ဝင်တိုက်ကြတဲ့အဖွဲ့တွေအများကြီးပဲအခုချိန်ထိလည်းရှိတော့မယ်မပြည့်စုံကြဘူးပေါ့နော်နောက်တချို့အဖွဲ့တွေကကြတော့မလွတ်လပ်လို့ဒီယူနီဖောင်းတွေဒီတောစီဖက်နဲ့ကြီးတွေဒီဟိုအားကြီးတွေနဲ့မလွတ်လပ်လို့ဆိုပြီးတော့သူတို့ရဲ့ ဒါလွတ်လွတ်လပ်လပ်ပုံစံမျိုးဖြစ်တဲ့ခုနလိုဆွတ်ကျဲလို့ပေါင်းမီတိုလို့ပဆိုးလို့ခေါင်းကြိုက်ပြီးတော့ဒါမျိုးပုံစံမျိုးချလိုက်ရတာကိုတို့ကလွတ်လပ်ကြအခြေပြောင်နဲ့တိုက်လိုက်ရတာကိုတို့ကပူသဘောကြတယ်ဒါကြောင့်မလို့ဒါယူနီဖောင်းမလုပ်ကြတာရှိတယ်ပေါ့နော်ဒါပေမဲ့ယူနီဖောင်းကဘလောက်အရေးကြီးလဲဆိုတဲ့ဟာကိုကျွန်တော်ရှေ့ဗီဒီယိုတွေမှာပြောခဲ့တယ်ဘာဖြစ်လို့လဲဆိုတော့စစ်ကောင်စီကဒီလိုမျိုးအကြံတွေဒီလိုမျိုးပတ်ဆက်တဲ့ဟာတွေဒီလိုမျိုးယုံမာတဲ့ဟာတွေကိုသူကအမြဲတမ်းလုံနေကြဖြစ်လို့ဒါခုဆိုရင်သာသူတို့ထုတ်ပြောလာတယ်။မရိုင်းနဲ့တွေ့ရမလား။ဒါကျွန်တော်ဒါ ီသူတို့တိုက်ရတဲ့အကြောင်းပေါ့နော်သူတို့တိုက်ရတော့ဘာကြောင့်တိုက်တိုက်တယ်ဆိုတဲ့အချိန်မှာပြည်ထဲတပ်ဖွဲ့တွေကရွာထဲမှာနေတယ်ပေါ့နော်အဲပြီးရင်ဒါတော့တိုက်ပြီဆိုတဲ့အခါကျရင်ရွာသားတွေဖြစ်သွားတယ်ဆိုတဲ့ပုံစံမျိုးလှုပ်တာအဲ့ဒါကဒီဒေသခံရွာသူရွာသားတွေကိုတက်ဖြတ်ပြီးရတဲ့အခါမှာ PDF တွေဆိုပြီးတော့စွပ်စွဲတာအဲ့ဒါအဲ့ဒါပဲအယူနီဖောင်းဆိုတဲ့ဟာမျိုးကိုသူတို့ကလုံးဝရက်ဝက်ဆိုပြီးတက်မှတ်ထားတယ်သူတို့ဘက်ကနေပြီး PDF တက်ဖွဲ့တွေအဲ့လိုတက်မှတ်ထားအဲ့ဒါကြောင့်အဲကျွန်တော်တော်လိုင်းတက်ဖွဲ့တွေကယူနီဖောင်းတက်တက်မှတ်မှတ်လေးရှိတင်တယ်အဲဘာလို့လဲဆိုတော့ဒီကောင်းနေပုံဖြတ်တဲ့ဟာမျိုးတွေကိုခံရနိုင်တယ် အဲ့တော့ခုပါဗောနော်အဲဒေတာခံပြည်သူလူထုကိုတက်ဖြတ်ပြီးရဲသွားတဲ့ခါကျရင်ဆွဆွဲခံရအဲ့တော့ပြည်သူလူထုကဒီကောင်နေရဲ့မတရားတက်ဖြတ်မှုကိုလည်းခံရသေးတယ်ပြီးရင်အကျန်းဖတ်သမားဖြစ်လေပုံဖော်ခံရသေးရဲ့ဆိုတော့လောက်စိတ်နာစရာကောင်းတဲ့ဟာမရှိတော့အဲ့လိုပုံစံမျိုးဖြစ်နေအောင်အဲ့တော့ကျွန်တော်ဒါကျွန်တော်ယူနီဖောင်းဆိုတဲ့ဟာကအရေးကြီးပါတယ်အဲ့တော့ဘလိုပဲဖြစ်ဖြစ်အဲကျွန်တော်မပြည့်စုံမှုဆိုရင်တော့မှဒီဥစ္စာတွေကိုလည်းကောင်းထဲမှာထည့်ပြီးတော့စဉ်းစားသင့်တယ်ပြီးတော့ပြည်သူလူထုအနေနဲ့ကုညီတဲ့အခါမှာလည်း လက်နက်ခင်းရလဲအရေးကြီးတာတော့မှန်တယ်ပေါ့နော်ဒါပေမဲ့ခုနကလောဂုံသိခါရဘိုင်းရဖြစ်လာပြီးဆိုတဲ့အခါကျရင်ဒီဥစ္စာတွေကလည်းအရေးကြီးတယ်ဆိုတဲ့ဟာကိုကောင်းနေမှာနည်းနည်းလေးထည့်ပြီးတော့စဉ်းစားကူညီကြစီခြင်းတယ်ပေါ့နော်နောက်တစ်ခုကတော့ဒါကလေးတငယ်တွေတက်ပြတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့သူပြောသွားတယ်လည်းရှိတယ်ပေါ့နော်ဒါအေဂျင်စီကနဲ့အင်တာဗျူးတဲ့အချိန်မှာအဲသတင်းတောက်ကမေးတဲ့အချိန်မှာပေါ့နော် PDF တွေကိုတိုက်ခိုက်တာလို့ဘယ်လိုပဲဆိုဆိုဘူးပေါ့နော်ကလေးတွေပါအစိမ့်စိမ့်ပေါ်မှာဖြစ်ပြီးတော့တေဆုံးကုန်တာကိုလက်ခံနိုင်သလားဆိုရမေးရအဲ့အချိန်မှာဒီကော မမရရန်ပြောတာဒါရှေ့မှာပြောခဲ့လို့ပေါ့နော်ဟိုမမရရန်ပြောတဲ့ပုံစံမျိုးတွေပါလာတယ်အဓိကတော့ကလေးတွေအများကြီးပါတယ်ဆိုတာကတဲ့သူတို့ကတောင်းကျမ်းသူအဖွဲ့နဲ့ဆက်ဆက်နေတဲ့အုပ်စုတွေနဲ့ပတ်သက်လို့ပါတဲ့အဲ့တော့ဟုတ်တယ်တဲ့ကျွန်တော်တို့တိုက်ခိုက်ခဲ့တယ်တဲ့မရိုင်းတာနော်မရိုင်းတာနော်ကလေးတွေကတောင်းကျမ်းသူတပ်ဖွဲ့တွေနဲ့တောင်းကျမ်းသူတပ်ဖွဲ့အုပ်စုတွေနဲ့ဆက်ဆက်နေလို့ဖြစ်တယ်ဆိုပြီးတော့ဒါဆွတ်ဆွဲတာနော်တိုက်ခိုက်မှုဆိုမှတော့ဘေးအတွက်ဇူဂျိုရှိမှာပဲပေါ့နော်ဒါစစ်ရဲ့သဘောပဲတဲ့ဒါညှင်းဆန်လို့မရဘူးတဲ့ အရှင်းပါတယ်ဗောနော်အကျန်းဖတ်မှုတွေနဲ့ဒါအကျန်းဖတ်သမားတွေကိုမထောက်ခံရင်တိုက်ခိုက်စရာအကြောင်းမရှိပါဘူးလေဒါလူမိုက်စကားတမိုက်ကြီးခွဲတဲ့စကားဟိုကလေးတွေကဒီအကျန်းဖတ်အဖွဲတွေနဲ့ဒါဆက်ဆက်တဲ့အဖွဲတွေနဲ့ဒါဆက်ဆံနေတယ်ဆိုတဲ့ဟာဒီလိုမျိုးကြီးဆွဆဲသွားတဲ့ဟာဗောနော်အဲ့လိုမျိုးဆွဆဲသူ့ရဲ့တစ်ဖက်သက်ဆွဆဲပြီးတော့ပဲဒါတိုက်ခိုက်မှုကို तू ကမှန်နေဆိုတဲ့ပုံစံမျိုးပြောသွားတဲ့ဟာကလုံးဝယွန်စရာကောင်းတဲ့တရားဝါဗောနော်အဲ့လိုပုံစံမျိုးပြောသွားတဲ့ဟာလက်ခံနိုင်စရာအကြောင်းမရှိဘူး အဲသတင်းတော့ဆိုရင်တော့မသိဘူးကျွန်တော်တို့တော့မှစွန့်အားသွားဟာပြီးရင်ဒီလိုကောင်းလားအောက်တန်းစားပါနော်အဲဒါထူးပြီးတော့ဟိုဟာဖြစ်เสียရတော့မရှိဘူးဒါပေမဲ့ဒီကောင်းလေးပါဇက်ကပြောထွက်တဲ့ဆိုတဲ့ဟာမျိုးတွေကိုပြန်စဉ်းစားကြည့်တဲ့အခါတော်တော်ရိုးရိုးမှမှဖြစ်နေပါဗျာအဲ့တော့ဒီကောင်းလေးတနေ့နေ့တစ်ချိန်ချိန်မှာသူတို့တွေဒီကြိုးစက်တွေကိုပြန်ပြီးတော့ခံကိုခံစားရမယ်ဆိုတဲ့ဟာမျိုးတွေလည်းကျွန်တော်စိတ်ထဲမှာပို့ပြီးခံမြဲလာတယ်ဗောနော်အဲပြီးတော့ဒါပစီကြီးလိုကိစ္စမျိုးတွေအဲစစ်ဘေးရှောင်တဲ့စခန်းနေဗျာအဲ အနမ်းပါလို့ကိစ္စမျိုးတွေပေါ့နော်ချို့နေရာတွေမှာကစေဘေးရှောင်းနေနေရာတွေချို့နေရာတွေမှာကစာတင်ကြောင်းနေကလေးတငယ်တွေပေါ့နော်ပြီးတော့အခုဆိုရင်ဘာသာရေးအဆောက်အဦတွေပါလာပြီဒါမျိုးပုံစံမျိုးတွေမှာအဲတောက်လျှောက်တိုက်ခိုက်တဲ့အခါမှာအဲခုနလိုကလေးတငယ်တွေကအစားလုံးဝအစားနာပြောက်သွားတဲ့ဟာကိုသူတို့ကမှန်တယ်ဆိုပြီးတော့ပြောတဲ့ဟာဘယ်တော့တောင်မှအောက်တန်းကြတယ်ဆိုတဲ့ဟာကိုဒါသိသာစေတယ်ပေါ့နော်အဲကြဒီလိုမျိုးအောက်တန်းကြတဲ့ကောင်တွေလုံးဝမရှိမှအေးမယ်ဆိုတော့အဲခံယူချက်လည်းကျွန်တော်တို့မှရှိလာတယ် ပြီးတော့တပ်ဖွဲ့တွေအနေနဲ့လည်းဒီလိုမျိုးកောင်တွေကိုအပြည့်ရှင်းမှာပဲရမယ်ဆိုတော့အတွင်းမျိုးတွေရှိသွားလိမ့်မယ်လို့ကျွန်တော်လည်းယုံကြည်တယ်ပေါ့နော်အဲ့တော့မကြီးခွဲတဲ့ပုံစံမျိုးသူတို့ကတော့ပြောတာပေါ့လေအဲ့တော့သူတို့ရဲ့သားသမီးတွေပါလာပြီဆိုတဲ့အခါကျရင်ဒီကောင်တွေပါဇက်ကဘလို့ထွက်မလဲဆိုတာကိုကြည်ကျင်သေးတယ်ဘာဖြစ်လို့လဲဆိုတော့အခုတိုက်ပွဲဖြစ်တဲ့နေမြေတွေကအစွန်အဖျားဆိုတဲ့နေရာတွေကနေပြီးတော့တဖြည်းဖြည်းနဲ့အတွင်းထဲကိုဝင်လာနေပြီပြောရရင်သူတို့ရဲ့အိမ်ရှိတကားတွေထိတဖြည်းဖြည်းဥတီလာနေပြီအဲ့တော့သူတို့ရှိပါတယ်ဆိုတဲ့နေရာတွေထိရောက်လာတဲ့အခါကျရင်သူတို့ရဲ့မိသားစုတွေ ဒီလိုအဖြစ်အဆုံးမျိုးကြုံရတဲ့အခါတို့ဘယ်လိုမျိုးပြောထွက်မလဲဆိုတာကိုကျွန်တော်ညင်ညင်သိကျင်သေးတယ်ပေါ့နော်အဲဒါကြောင့်ဒါတော်တော်ကိုမယိုင်းတဲ့ကောင်ဖြစ်ပါလေနောက်တစ်ခုကတော့ဒါကအဲသူအခုလိုမျိုးဟုတ်ပါတယ်မှန်ပါတယ်ကျွန်တော်တိုက်ခိုက်ခဲ့ပါတယ်ဆိုပြီးပြောလိုက်တဲ့ဟာကတကယ်တက်တဲ့အကြီးကြီးဖြစ်တယ်ဒါအဇာစီယာလိုမျိုးသတင်းဌာနတစ်ခုကိုပြောလိုက်တဲ့တက်တဲ့တစ်ခုကအဲခုနလိုပေါ့နော်မင်းအောင်လိုင်းခေါင်းကြီးသွားစီလောက်တဲ့အဖြစ်တစ်ခုလည်းဖြစ်တယ်ပေါ့နော်အဲ့တော့မင်းအောင်လည်းဒီဒါကိုကြည့်ပြီးတော့ဟိုမဲလုံးပေါ့နော်မဲလုံးဘလောက်တောင်မှပါးနေနားတွေရိုက်ချင်နေပြီလဲတော့ပြောတတ်ဘူးပေါ့နော် အဲသူကသူ့အစားဝန်ခံပေးတဲ့ဟာမျိုးတွေလောက်သွားတာဟိုအဲကြတော့အာဒီမဲလုံးကနေမျိုးဟိုဟာမင်းအောင်လိုင်းကိုမကျေနပ်ငွေတွေများဘလောက်တောင်မှများနေလဲဆိုတာလည်းစဉ်းစားမိတယ်ဗောနော်တခါတည်းအရောက်ပူပေးလိုက်တာဗောနော်အဲ့တော့အဲ့ဒီဟာကလည်းတကယ်သက်သေလောက်တာအကြီးကြီးတစ်ခုလည်းဖြစ်သွားနိုင်တယ်ဗောနော်နောက်တစ်ခုကဒါကျွန်တော်အမြင်ဗောနော်နိုင်ငံတကာတရားစီရင်မှုဆိုတာတွေကဒါဘလောက်ကြာမလဲဘလောက်ဒါထိရောက်မလဲပြီးဘာတွေလိုအပ်မလဲဗောနော်အဲ့ဒါကြီးကျွန်တော်လက်လန်းမိဖို့ပြီးရင်ကိုယ်တိုင်ကိုကြဒါလုပ်ဖို့ဆိုတာတွေကခက်ခဲတယ်ဗျာအ အဲ့တော့အဲအခုချိန်မှာကိုယ်တိုင်တရားစီရင်နိုင်ဖို့ကြိုးစားတာကပဲထိရောက်တဲ့ဟာလို့ကျွန်တော်တို့မြင်မိတယ်ဗောနော်ယူဆမိတယ်အဲဒါကလည်းအသေးစားဆုံးဖြစ်မယ်လို့ကျွန်တော်တို့ယူဆတယ်အဲခုနကလိုမျိုးဒါနိုင်ငံတကာတရားရုံးကနေပြီးတော့ဒါသူ့ရဲ့ Titan နဲ့တရားစီရင်မှုပေးမယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့တက်နိုင်ကြိုးစားကြစီခြင်းတို့အဲတစ်ဖက်မှာလည်းကျွန်တော်တို့လုပ်နေတဲ့ဟာတွေအရှိန်ဟုန်မပြတ်ဆောင်ရွက်နေတဲ့အရာတွေ ဒါခုနလိုရက်တန်သွားလို့မဖြစ်ဘူးဆိုတဲ့ဟာမျိုးကိုလည်းကျွန်တော်ကတော့အတိပေးခြင်းနဲ့ပေါ့နော်။ဒါလို့ဆိုတော့ဒါကျွန်တော်ယူဆမိတဲ့ဟာပါ။အဲလက်တလောကျွန်တော်တို့မှာကျွန်တော်တို့လက်ထဲမှာအခွင့်အရေးရှိနေတဲ့ဟာကိုကျွန်တော်တို့အကောင်းဆုံးအသုံးချနိုင်ဖို့အတွက်ကပဲတကယ်အထီရောက်ဆုံးလို့မြင်တယ်။ဒီကောင်းနေကိုကိုယ်တိုင်တရားစီရင်နိုင်ဖို့အတွက်ကြိုးစားတာကပဲအခုချိန်မှာအထီရောက်ဆုံးလို့ကျွန်တော်တို့ယူဆတယ်ပေါ့နော်။အဲ့တော့ညနေကဆိုတဲ့ဟာတသက်တစ်ပိုင်းအခုနလိုကိုယ်တိုင်တရားစီရင်နိုင်ဖို့ကြိုးစားတဲ့အပိုင်းကတော့တသက်တစ်ပိုင်းပေါ့။အဲ့တော့ဘလိုပဲဖြစ်ဖြစ်ဒီလိုကောင်းမျိုးတွေကို ဒါတို့ရဲ့အလုတ်ခဲ့တဲ့လုတ်ရက်တွေပြန်ပြီးတော့တံပြန်ခန်းစားရမယ့်နေ့ကိုကျွန်တော်တို့ရောက်ဖို့အတွက်စူးစမ်းဖို့ရည်ကြီးတယ်ပေါ့နော်အဲဒါစစ်တပ်ကတော့ဒါအမြဲတမ်းအယူကြီးမှန်းတို့လို့ရှောက်ပြောတာရှိတယ်အဲတို့လုတ်ရက်နဲ့မလုတ်ဘူးလို့ပြောတာရှိတယ်ပြီးတော့အခုလိုဝန်ခံနေဆိုတာတော့မှပဲမမိုက်ကန်ကန်မမိုက်ရရင်ပုံစံမျိုးနဲ့မိုက်ကြီးခွဲတဲ့ပုံစံမျိုးနဲ့ဝန်ခံတာမျိုးရှိတယ်အဲ့တော့ရှေ့မှာဆိုလဲဒါတို့ပြောခဲ့တာရှိတာပဲ မင်းတို့ကောင်တွေဘယ်မျိုးသိမ်းပြီးပြီလဲအခုသိမ်းနေတာ90နှစ်မှာ6မျိုးရှိသွားပြီပေါ့နော်အဲဒါကြောင့်မင်းတို့ကောင်တွေဘလောက်တောင်မှနိုင်နေမင်းတို့ကောင်တွေဘလို့ဟာတွေလုတ်ပြီးပြီလဲဆိုရအမြဲတမ်းမှသူတို့ပြောတယ်ဒါပေမဲ့ကျွန်တော်ဘက်ကတက်ဖွဲ့တွေကအလုံးနဲ့ပဲသတိပြတယ်အဲ့ဒါကြီးကတော့အရန်အဲပြောလို့ကောင်းတဲ့အရာကိုမိုက်တယ်ပေါ့နော်မင်းတို့ဘယ်နဲ့ရှိစားဆိုရပြောလို့ပြောလို့ရတဲ့အရာပေါ့နောက်တစ်ခါဒါတော့အဲသူ့ဘက်မှာပေါ့နော်အဲ့လောက်ထိအခြေအနေတွေစိုးနေတဲ့စခန်းတွေတင်းခံနေရတဲ့မြို့တွေပါသွားတယ်ဒီလိုအနေထားမှာတော့မှပဲမရောက်နိုင်လို့မိသားစုကဒါ ဒီနေပြည်တော်မှာပေါ့နော်အေးတရံဆိုပြီးတော့ကျင်းပနေတော့ပဲအဲ့ဒါအဲ့ဒါကျွန်တော်တို့ကတော့ဟာတာပဲရည်စရာပဲဒါပေမဲ့သူ့အောက်ကစစ်သားတွေခုနကလို့အဖမ်းခံရတဲ့ကောင်တွေမြို့ပါသွားတဲ့အချိန်မှာထွက်ပြေးရတဲ့ကောင်တွေတီသွားတဲ့ကောင်တွေအဲ့ကောင်တွေရဲ့မိသားစုတွေပေါ့နော်သူတို့တွေကဒီမေအောင်လည်းရဲ့လောက်ရက်ကိုမြင်တဲ့အခါဘယ်တော့တောင်မှယင်ကွဲမလဲပေါ့နော်မင်းတို့ဘာသာမင်းတို့ဘာဖြစ်ဖြစ်မင်းတို့ဘာသာမင်းတို့ဘလောက်ပဲတည်တည်ဘလောက်ပဲဖန်ခံဖန်ခံ ငါကတော့ AA CC ပဲတကြံတော့မှ A တကြံအဲအဲ့လိုပုံစံမျိုးလုပ်သွားတာဆိုတော့အောက်ကကောင်တွေကတနာဖို့ကောင်းတော့ပေါ့နော်တနာဖို့ကောင်းတယ်ဒါပေမဲ့လည်းမတက်နိုင်ဘူးအခုနောက်ဆုံးအချိန်ထိဒါပထွေးမှန်တယ်ဆိုရင်လုတ်သွားရတဲ့အခုလိုမျိုးဒါအဆုံးသက်မလှလာတော့ကျွန်တော်လည်းမတက်နိုင်ဘူးပေါ့နော်အဲ့တော့နောက်တစ်ခုကဒါရှိသေးရမယ်ပသိမ်မာပေါ့နော်ဒါလမ်းလျှောက်တကြံပေါ့ပသိမ်မာလမ်းလျှောက်တကြံတော့သတုတီတာမန်ဒတ်တို့အဲ့လိုနေရာမျိုးတွေမှာသူကတိုင်းဝင်ကြီးချုပ်ပေါ့နော်စစ်ကောင်စီရဲ့တိုင်းဝင်ကြီးချုပ်လာအောင်အဲစောင့်ပြီးတော့သူတို့ကရေကစားခိုင်းတယ် လူစီအောင်လှုပ်တာလူစီအောင်လှုပ်တာပြောရအောင်အဲ့လိုလူစီအောင်လှုပ်ဖို့အတွက်ကိုတယောက်တစ်တောင်းပေးမယ်ဆိုရင်လိုက်စည်းယုံတာလိုက်စည်းယုံတဲ့ချိန်မှာဟုတ်တယ်အဲတိုင်းဝင်ကျုပ်လာတဲ့ချိန်မှာသူတို့တွေအာလိုချင်တဲ့စိတ်နဲ့သွားပြီးတော့ဒါလုံးဝဝန်းရံပေးကြတယ်ဗောဝန်းရံပေးတဲ့ချိန်မှာဒါတကြံကြီးကစီကားတယ်ဗောအဲ့လိုမျိုးပုံစံမျိုးနဲ့ဒါလူကြီးဘူဟာဖြစ်သွားပြီဆိုတဲ့ချိန်မှာပတ်စံသွားတောင်းတဲ့ချိန်မှာပတ်စံမေးဦးတယ်မေးဦးတယ်ဟိုကမရသေးလို့ဒီကမရသေးလို့ဆိုတဲ့ပုံစံမျိုးနဲ့ short တော့တယ်ဗောနော်အဲ့တော့ကျတော့ဒါ အဲစစ်တပ်ကိုထောက်ခံနေတဲ့သူတွေပေါ့နော်ဒီလိုနေရာမျိုးကိုသွားပြီးတော့စီးယုံလို့သွားပြီးတော့လုပေးတယ်ဆိုရင်လည်းဒါတပ်ကိုထောက်ခံတဲ့သူတွေပဲဒါဖြစ်မယ်ပေါ့နော်အဲ့တော့အဲ့လိုလူတွေဘလို့လဲချိုရဲလားစိတ်ရဲလားလို့မေးချင်တာပေါ့စစ်တပ်ကစကားကိုခုချိန်ထိယုံနေသေးတယ်တကယ်နယ်လပိန်းလုံးနေရာအခုထိရှိသေးရဲ့ဆိုတော့မြင်ရတာပဲတကယ်ကိုဒါသူတို့တွေကအဲသူတို့ရဲ့လူကြီးဆိုရင် အာအကုန်လုံးမှန်တယ်အကုန်လုံးဟုတ်တယ်ဆိုပြီးတော့ထင်နေကြတာပေါ့နော်အဲ့လူကြီးကသူတို့ကိုနားလဲပားရိုက်လှုပ်သွားတဲ့ဖြစ်စဉ်တွေကအများကြီးရှိတယ်အဲ့ဒါအခုချိန်အခုမှရှိလာတာမဟုတ်ဟိုရင်ကနေကရှိတာပေါ့နော်စက်တက်ထဲမှာတကြံဆိုရင်အမြဲတမ်းလူစီအောင်လှုပ်တယ်ဘာလို့လဲဆိုတော့အဲသူတို့တွေရဲ့ဒါ ျော်ပါနေတဲ့ဟာတွေဟာမပြတ်လုံနေတဲ့ဟာတွေကိုတခြားလူတွေမြင်တဲ့အခါမှာဟာဒီကောင်တွေကအချိန်နေကောင်းသေးတာပဲလားဆိုပြီးတော့ထင်သွားအောင်လို့ဒါမျိုးပုံစံမျိုးသူတို့တွေအများနဲ့စတန့်ထွင်တယ်ဟုတ်လားအဲ့လိုမျိုးပုံစံမျိုးဖြစ်အောင်ဖန်တီးကြတယ်အပြင်အလိမ်အညာတွေနဲ့ပဲသူတို့တွေပျော်မွေ့ကြတယ်ဗောနော်အဲ့လူကြီးဆိုတဲ့ကောင်တွေရဲ့နေရာမှာလည်းစဉ်းစားကြည့်မိတယ်မင်းတို့ကအောက်ကလိမ်တဲ့ဟာကိုမင်းတို့ကမိမ့်မိန်ကြီးပြုံးပြီးတော့ရတာခံနေရမင်းတို့မရှက်ဘူးလားလို့လည်းမေးချင်တာဗောနော်ဘာလို့လဲဆိုတော့အောက်ကတပေါင်းရလို့သာလာပြီးတော့ အဲသူတို့ရေကစားပေးတာအဲ့တော့သုတိတာမန္တတ်မှာပျော်ပါပေးတာအဲ့လို့လောက်တာတကယ်တကယ်တမ်းအဲ့ကောင်တွေကိုချစ်လို့ကြည်ညိုလို့အားကိုးလို့ဆိုတဲ့ကောင်မျိုးတကောင်းမှမပါဘူးအဲ့တော့ကျအဲ့ဘက်အတိုင်းဝိုင်းမှာရှိတဲ့သူတွေကကိုရိုးကြည့်တဲ့လူတွေကြီးပဲဆိုတာကိုလည်းဒီဖြစ်ကတက်တည်ပြနေတယ်ဗောနော်အဲ့တော့ဘလိုပဲဖြစ်ဖြစ်ဒါကတော့စစ်ကောင်စီရဲ့အာအခုရက်ထဲမှာလုတ်တဲ့ဒါပေါလို့ပဲစားဖြေချမှုတွေပြီးတော့ကျတော့မိုက်ကြီးခွဲမှုတွေပြီးတော့ကျတော့ဒါသူတို့တွေရဲ့အတွင်းစိတ်သဘောထားတွေ ေါ်လွင်လာစေတဲ့ဖြစ်ရပ်တွေကိုစုစည်းပြီးတော့ခုလိုမျိုးတင်ပြပေးတာဖြစ်ပါတယ်။နောက်ထပ်လည်းဒီလိုမျိုးအကြောင်းအရာတွေအများကြီးရှိပါသေးတယ်။အဲ့တော့အချိန်ကုန်ခဲ့တော့အပြင်ဒီလောက်နဲ့ပဲကျေနပ်ကြပါလို့ပြောချင်ပါတယ်ဗျ။အားလုံးပဲကျေးဇူးတင်ပါတယ်။